ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာအခုချိန်မှာ117သွေးပြိုင်ပွဲရဲ့စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်တဲ့အာဒိုဂန်နဲ့ဂျွမ်ဖိုင်တာထောက်ကူချူရဲ့ပွဲစဉ်ပွဲပြီးသွားခဲ့ပါပြီအာဒိုဂန်ကအလဲထိုးအပေါက်သိမ့်နဲ့အနိုင်ရှိသွားခဲ့ပါတယ်ကရှင်တိုင်းရင်းသားကိုခံပြရသောတက်ကြိုက်ဖိုင်တာအွန်လိုင်းအန်ဆန်းက Hall of Fame ဂုဏ်ပြုဆုကိုလက်ခံရဦးလို့လာတဲ့ပွဲစဉ်မှာသူ့ရဲ့ပြိုင်ပွဲအောင်အာဒိုဂန်ကအင်ကန်ဂျွမ်ဖိုင်တာထောက်ကူချူကိုအလဲထိုးပြလိုက်တာဖြစ်ပါတယ်ခင်ဗျာပြောရမယ်ဆိုရင် ဝါအာဒုကအတွက်သူနဲ့ထိတ်တိုက်တွေ့လောက်တဲ့ဒိတ်ဒိတ်ကျက်ဖိုက်တာတယောက်ကိုရှာဖွေနိုင်မှုလိုအပ်နေပါပြီဒါမှမဟုတ်ရင်တော့အာဒုကတောင်းဆိုထားသလိုသူ့ကိုချန်ပီယံကပတ်လူပဲထိုးခွင့်ပေးလိုက်တင်ပါပြီခင်ဗျဘာကြောင့်လဲဆိုတော့အခုထိုးပြီးရပွဲစဉ်၅ပွဲမှာအာဒုကပြန်ဘက်အားလုံးကိုမပြောသေးအခွန်နှွာစားသလိုလုပြသွားလိုပါပဲဝမ်းမှာသူထိုးရတဲ့ပြန်ဘက်အားလုံးဟာသမင်းစားရည်တောက်ဆိုသလိုဖြစ်နေတယ်ခင်ဗျ နောက်ဆုံးထိုးခဲ့တဲ့၃ဘက်မှာဆိုရင်သူကရွှေတောင်တူစီစီအမထွက်ဘဲနဲ့နိုင်သွားခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဆိုရင်လည်းသူကအိမ်ခံဖိုက်တာတာကူချီကိုပွဲအစမှာတင်ဖိအားပေးပြီးတော့အသာစီယူသွားခဲ့တာဖြစ်ပါတယ်တာကူချီကတော့ပွဲကြီးစတဲ့ဒိုင်ကနေထိုးခင်ပေးလိုက်တဲ့အချိန်မှာလက်သီးချက်လေးနည်းနည်းပြစ်လွတ်တယ်ဒါပေမဲ့သူ့ရဲ့လက်သီးထိုးချက်တွေကလေထဲမှာအကုန်လွင့်ပြီးပျောက်သွားတယ်။ဘာကြောင့်လဲဆိုတော့ထိကြမမှန်ဘူးလေ။ထိုးချက်တွေကအကုန်လွဲနေတာ။လွဲတော့လေကိုလိုက်ထိုးသလိုဖြစ်နေတယ်။ အဲ့ချိန်မှာပဲအာဒိုဂန်ကတခါရဲ့တိတ်တောင်းလုပ်လိုက်တယ်ပြီးတော့ကျိုးဝိုက်ချမ်ပီယံစီတာကူရှီကိုဆွဲလဲရှာလိုက်တယ်ဆွဲလဲရှာပြီးတာနဲ့ဇက်တိုက်ဆိုသလိုပဲအာဒိုဂန်ကလက်သိချက်တွေပြစ်လွှတ်တော့တာပဲကျိုးဝိုက်တိုင်လူကြီးကတော့တာကူရှီပြန်လာနိုင်မလားလို့နည်းနည်းစောင့်ကြည့်သေးတယ်ဒါပေမဲ့အရှင်နေမှန်မှန်တည်တော့ပွဲကိုရဆိုင်လိုက်ပြီးတော့အာဒိုဂန်ကိုအနိုင်သတ်မှတ်ပေးလိုက်ပါတယ်ဒါကြောင့်အာဒိုဂန်ဟာဒီနေ့ပွဲမှာလဲပထမပွဲချီ2မိနစ်နဲ့စက္ကန့်20အရောက်မှာအင်ကမ်ဖိုက်တာ ကကူရှိကိုအလဲထိုးအမောက်သိမ့်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်ခင်ဗျအာဒုကဟာအခုဆိုရင်သူ့ရဲ့ကစားသမားဘွားဖြတ်တတ်မှုတစ်ချောက်73ဘွဲထိုးတာမှာ73ဘွဲလို့အနိုင်ရတယ်ရှုံးဘွဲမရှိပြမှတ်တမ်းကောင်းကိုလည်းပိုင်ဆိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီတော့အာဒုကန်ကိုဝါဟာချန်ပီယံကပတ်လူဝဲတည်ပေးလိမ့်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရဖို့သာရှိပါတော့ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သူအားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ